ကျွန်တော်တို့လူဦးတယောက်ချင်းနေနဲ့တက်နိုင်တာတော့ကျွန်တော်တို့ဒီဒုက္ခရောက်နေတဲ့ငလင်တန်ငလင်ဘေးကိုကြားရောက်နေကြတဲ့ပြည်သူတွေအတွက်ကကျွန်တော်တို့လိုက်ပြီးအလူခံပေးတာရယ်ကိုတက်နိုင်သလောက်နိုင်သလောက်ပေါ့နော်အဲအလူငွေထည့်တာရယ်များများလေးဟိုအလူခံတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေများများလေးအဲဒီထောက်ပံ့ကူညီလို့ရအောင်ကျွန်တော်တို့လိုက်ပြီးအလူခံပေးတာပေါ့နော်ဒါပဲတက်နိုင်တယ်ပြန်ရောက်တော့9နိုင်ခွဲ10နိုင်လောက်မှရောက်တယ်အေးရောက်လို့ ဘာမှ5မိနစ်ဆက်မလောက်ပဲရှိသေးတယ် online လဲဖွင့်လဲဖွင့်ကြည့်တယ်မဲလေးမှာမိုးတွေမိုးတွေလေပြင်းတွေတိုက်ပြီးတော့မိုးတွေအတကုန်ယူရတာအမောကပြန်ဆုတ်တယ်ပေါ့နော်ကျွန်တော်အမောမပြေတဲ့ပြင်းတော့တော်တော်စိတ်မကောင်းအဲ့ဒါကိုလည်းဘာလုပ်ရမလဲမသိဘူးဘာမှလည်းညာကြီးတက်ကောင်ကဘာမှလည်းလုတ်ပီးလို့လည်းမရတဲ့ခါကျကျွန်တော်တို့အဲ့မှာ Facebook မှာပေါ့နော်အဲအဲ့ဟိုပုံတိကအကြောင်းတို့ကျန်တဲ့လာပြီးတော့တဲခိုးလို့ရတဲ့လူတွေကသူတို့ဘယ်ဘယ်လမ်းဘယ်နေဘယ်နေရာမှာဖုန်းနံပါတ်ဘယ်လောက်နံပါတ်ကဘယ်သူအဲ့ဟိုလာတဲပြလို့ရပါစေအဲ့ဒါတွေပြောအဲ့ဒါကိုပဲတညာလို့ကျွန်တော်ထိုင်းရှယ်နေတာအဲကျွန်တော်လည်း အဲ့ဒါပဲတက်တယ်တော့အဲ့ဒါပဲညာလုပ်ပြီးလိုက်ရတယ်ပေါ့ပြန်လေထူတော်ကြီးဘက်မှလည်းအများကြီးဝိုင်းမိကူအောင်ပါပါဒါအခုကတော့လောလောဆယ်သူတို့နေဖို့စားဖို့ဘာပဲပြောပြောထမင်းလေးတက်တဲ့စားလောက်ပဲဖြစ်ဖြစ်ခီလေးတစ်ချောင်းလောက်ပဲဖြစ်ဖြစ်ရတယ်ရင်လည်းကိုယ်လေးမဆိုးဘူးပေါ့နော်အနေဆုံးတော့အဲ့လောက်လေးရရင်လည်းမဆိုးပါဘူးဆိုကျွန်တော်ရလိုက်ပြီးတော့လှူခံနေတာပါဟုတ်အဓိကအိမ်နေရာတွေမရှိကြတော့ဘူးပြန်ထူတော်မှာတော့အမှန်တမ်းပြောရင်တော့အကုန်လုံးနှီးပါပါပဲလောလောဆယ်အခုအရေးကြီးဆုံးကတော့လောလောဆယ်နေဖို့စားဖို့ကတော့လောလောဆယ်အရေးကြီးပါပြန်လေနောက်ပိုင်းပြန်လေထူတော်တဲ့အချိန်မှာကျွန်တော်တို့သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အဲသူတို့လမ်းညွှန်တဲ့အတိုင်းကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ဝိုင်းပြီးတော့ပါဝင်ကူညီရမှာပေါ့စီစဉ်သူကတော့ကျွန်တော်တို့ရဲ့အကိုဒရိုက်တာပေါ့နော်ကိုညူမင်းလင်သူစီစဉ်ပေးတယ်ကျွန်တော်တို့ကလိုက်ပြီးတော့ကျွန်တော်ရဲ့များရကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေအားလုံးကလိုက်ပြီးတော့ကူညီပြီးတော့ဟိုအလူခံတဲ့ဒါဆိုဒုတိယမြောက်နေ့ပေါ့နော်မနေ့ကဆိုကျွန်တော်တို့ဆံပြားစည်းပတ်တယ်အဲမနေ့ကတော်တော်စုံတယ်စူးလီစူးလီစူးလီတခွင်ပြင်းပြင်းစီအောင်ပတ်တယ်ပြီးတော့နောက်ဆုံးလာတာမှာလာတာမှာညနေ6:00ကျော်လောက်ကြတော့လာတာမှာ ိုအလူခံလာရက်လိုက်တယ်ဗောနော်ကျွန်တော်တို့တူဦးတယောက်ချင်းနေနဲ့တက်နိုင်တာတော့ကျွန်တော်တို့ဒီဒုက္ခရောက်နေတဲ့ငလင်တန်းငလင်ဘေးကိုကြားရောက်နေကြတဲ့ပြည်သူတွေအတွက်ကကျွန်တော်တို့လိုက်ပြီးအလူခံပေးတာရေကိုတက်နိုင်သလောက်နိုင်သလောက်ဗောနော်အဲအလူငွေထဲထားရေများများလေးဟိုအလူခံတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေများများလေးအဲဒီထောက်ပံ့ကူညီလို့ရအောင်ကျွန်တော်တို့လိုက်ပြီးအလူခံပေးတာဗောနော်ဒါပဲတက်နိုင်တယ်ပြန်ရောက်တော့9နာရီခွဲ10နာရီလောက်မှရောက်တယ်အေးရောက်လို့ဘာမှ9မိနစ်10မိနစ်လောက်မရှိသေးဘူး online လဲဖွင့်လဲဖွင့်ကြည့်တယ်မန်လေးမှာမိုးတွေ မိုးတွေလေပြင်းတွေတိုက်ပြီးတော့မိုးတွေအတကုန်ရွာတာအမောကပြန်ဆုတ်တယ်ဗောနော်ကျွန်တော်တို့အမောမပြေတဲ့ပြင်တော့တော်တော်စိတ်မကောင်းအဲ့ဒါကိုလည်းဘာလုပ်ရမလဲမသိဘူးဘာမှလည်းညာကြီးတက်ကောင်ကဘာမှလည်းလုတ်ပြီးလို့လည်းမရတဲ့ခါကျကျွန်တော်တို့အဲ့မှာ Facebook မှာဗောနော်အဲအဲ့ဟိုပုံဒီကအကြောင်းတို့ကျန်တဲ့လာပြီးတော့တဲခိုးလို့ရတဲ့လူတွေကသူတို့ဘယ်ဘယ်လမ်းဘယ်နေဘယ်နေရာမှာဖုန်းနံပါတ်ဘယ်လောက်နံပါတ်ကဘယ်သူအဲ့ဟိုလာတဲပြီးလို့ရပါစေအဲ့ဒါကိုပဲတညာလို့ကျွန်တော်ထိုင်းရှယ်နေတာအဲကျွန်တော်လည်း ဲ့ဒါပဲတက်တယ်တော့အဲ့ဒါပဲညာလုပ်ပြီးလိုက်ရတယ်ပေါ့အမှန်တမ်းပြောရရင်ကျွန်တော်ကြည့်တော့မကြည့်နိုင်တော့ကျွန်တော် Facebook ပို့တယ် Facebook ပို့ရင်ပို့ရင်လည်းဒီဒီသူတို့ဒုက္ခရောက်နေတယ်သူတို့ငိုကြွေးနေတယ်သူတို့ဒီတိုက်ကြီးပြိုကြသွားတဲ့ဟာတွေအဲ့ဒါတွေကြည့်ပြီးတော့တောက်ဆိုအခုအခုဆိုကြည့်တော့မကြည့်နိုင်တော့ဘူးကြော်ပါကြော်ပလိုက်ရတယ်ဘလို့မှမခံနိုင်တော့လို့အဲ့ကဲငါတို့ဒီလိုကျွန်တော်အမှုပညာသမားကြီးဆိုရယ်ပြည်သူတွေကပြည်သူတယောက်ပါပဲကိုလုတ်တဲ့အသက်မူဝဲကြောင့်ပညာကြောင့်အသက်မူဝဲကြောင့်သာကျွန်တော်အမှုပညာရှင်တွေလို့ခံယူထားပြင်မဲ့ကျွန်တော်လည်းပြည်သူတွေကပြည်သူပါအဲ့တော့ကျွန်တော် ကျွန်တော်တို့အားပေးနေတဲ့ပြည်သူတွေကျွန်တော်တို့ကိုဟိုအမြဲတမ်း supporting ပေးနေတဲ့ပြည်သူတွေမြန်မာပြည်သူပြည်သားတွေအားလုံးကတလူဒုက္ခရောက်နေတာကျွန်တော်တို့လည်းဘလို့မှမကြည့်ရဘူးကဲအဲ့တော့ဟိုဗဇက်ကမကြည့်တာတော့မဖြစ်စေနဲ့ပေါ့နော်ဗဇက်ကတော့စိတ်မကောင်းဆိုတာမျိုးမဖြစ်စေနဲ့စိတ်တော့မကောင်းဗဇက်ကတော့စိတ်မကောင်းဘူးလူကတော့ easy ပဲအနေနဲ့ဆံပြအဲ့လိုမျိုးတော့ကျွန်တော်တို့မလုပ်ဘူးကျွန်တော်တို့တက်နိုင်သလားပေါ့နော်ကျွန်တော်ညီကိုမောင်နှမတွေစုတယ်အဲကျွန်တော်အကိုဆရာကြီးဖြစ်တဲ့ကိုညိုမင်းနေလို့ဘာလို့အကျိုးကြောင့်ပြောတာကျွန်တော်ဘယ်လိုလုပ်ကြမလဲညီလေးကတော့ဒီလိုလုပ်ကြမယ်ဆိုကျွန်တော်အတက်နိုင်ဆုံးပေါ့ကျွန်တော်ဒီချိန်မှာကျွန်တော် ဒုက္ခရောက်နေတဲ့လူတွေကိုကျွန်တော်တို့ဘလောက်ထပ်ပြီးကူညီရမလဲဆိုတဲ့ target ကိုပဲကျွန်တော်တို့သွားတော့တယ်ဖြစ်တာတော့ဖြစ်ပြီးွားပြီပေါ့နော်ဒီဟာဒီလေကျွန်တော်တို့ဖြစ်သွားတဲ့ရောက်တော့ကျွန်တော်တို့ဘာမှလုပ်ပြီးလို့တော့မရတော့ဘူးကျွန်တော်တို့အခုလက်ရှိကြံခဲ့တဲ့လူတွေအတွက်လက်ရှိဒုက္ခရောက်နေတဲ့လူတွေကိုကျွန်တော်တို့ဘလို့ကူညီပံ့ပိုးမလဲအဲ့ဒါကိုပဲအခု target တစ်ခုအနေနဲ့ထားပြီးတော့လုပ်နေပါတယ်အခုကျွန်တော်တို့ကဲ now စူးစူးပေါက်၄၅ရက်လောက်တော့ကျွန်တော်အလူခံမယ်အလူခံပြီးလို့ရှိအလူခံလို့ရတဲ့ငွေကြီးတွေနဲ့ပြည်သူတွေအများပြည်သူတွေကျွန်တော်တို့ချစ်တဲ့ပြည်သူတွေဝိုင်းတူတဲ့ပတ်စံနေနဲ့ကျွန်တော်တို့ရဲ့ အဲကျွန်တော်တို့ဒီရပါအထူးကျွန်တော်ကားရဲကရတဲ့ပတ်စံတွေကိုရတဲ့လောက်လေးစုစုပြီးတော့ကျွန်တော်တို့အနေဆင်းပြီးတော့သွားလူပြစ်မှာပါပြန်လေထူတော်ကြီးဘက်မှာလည်းအများကြီးဝိုင်းမိကူအောင်ပါပါဒါအခုကတော့လောလောဆယ်သူတို့နေဖို့စားဖို့ဘာပဲပြောပြောထမင်းလေးတနက်စာလောက်ပဲဖြစ်ဖြစ်ခီလေးတစ်ချောင်းလောက်ပဲဖြစ်ဖြစ်ရတဲ့ရင်လည်းပိုလေးမဆိုးဘူးပေါ့နော်အနေဆုံးတော့အဲ့လောက်လေးရရင်လည်းမဆိုးပါဘူးဆိုကျွန်တော်ရလိုက်ပြီးတော့လှူခံနေတာပါဟုတ်အဓိကအိမ်နေရာတွေမရှိကြတော့ဘူးပြန်လှူတော့မှတော့အမှန်တမ်းပြောရင်တော့ အကုန်လုံးနှီးပါပါပဲလောလောဆယ်အခုအရေးကြီးဆုံးကတော့လောလောဆယ်နေဖို့စားဖို့ကတော့လောလောဆယ်အရေးကြီးပါပြန်လဲနောက်ပိုင်းပြန်လဲထူထောင်တဲ့အချိန်မှာကျွန်တော်တို့တက်ဆိုင်ရအဖွဲ့အစည်းတွေနဲ့အဲသူတို့လမ်းညွှန်တဲ့အတိုင်းကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ဝိုင်းပြီးတော့ပါဝင်ကူညီရမှာပါ